တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမင်း channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဗတ်မအူဆုံးတရင်အနေနဲ့ကတော့ကချင်ပြည်နယ်စစ်ရဲတရင်နဲ့နည်းနည်းလေးပြောပြချင်တယ်။အခုဒီဖကန်ဘက်မှာရှိတဲ့စစ်ခွေးတွေကပြောင်းလာပြီ။ဒါကြောင့်မို့အခုဝါရဆုကပီတုစစ်တင်တဲ့အတူစစ်ခွေးတွေကနေမှဖကန်ဘက်ကိုပြန်မှတက်လာခဲ့ကြတယ်။မနေ့ကတော့ကားမိုင်းကနေမှနိုင်ရဘက်ကိုမြေကြီးတည်တဲ့ကားကြီး၄စီးထဲမှာ ခိုးလိုလိုဂျဘိုးလိုလိုနဲ့သူတို့ကဖကန့်ဘက်ကိုတက်သွားဖို့ရန်အတွက်လှုပ်တယ်ဒါကို KIA နဲ့ပူပေါင်းတော်လာရေးတွေဘက်ကနေမှတီးတဲ့အတွက်ကြောင့်နိုင်ရန်နားမှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့တယ် တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့မှာတော့တည်တဲ့အတိုင်းပဲအမှမတာပေါ်တာတွေအများရှိတယ်။လွန်ခဲ့တဲ့မေလ3ကခရီးတွေဘက်မှာတိုက်ပွဲတွေဖြစ်လာတော့နိုင်ရမှာရှိတဲ့ပြည်သူတွေကစိတ်ချောက်သွားကြတယ်။အခုသူတို့ကတော့အခုတိုက်ပွဲလည်းမရှိတော့ဘူးဆိုတော့နိုင်ရမှာရှိတဲ့ပြည်သူတွေကသူတို့ရဲ့မြို့ရွာကိုပြန်လာခဲ့ကြတယ်။ဒါပေမဲ့အခုတိုက်ပွဲတွေထပ် မဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင်း KAAD ဘက်ကနေတော့သူတို့နေရက်ကိုပြန်မလာဘဲနဲ့အခုဆက်လက်ပြီးဆစ်ဆောင်နေဖို့ရာအတွက် KAAD ကနေမှပြောထားတယ်ဆိုတော့ကိုသိရတယ်ပြီးနောက်တစ်ခုကတော့အခုဒီဟိုပင်တိုးကိန်းနားမှာ ပြည်သူတွေကိုအမြဲတမ်းငွေညစ်နေတဲ့အထူးသဖြင့်အခုဝတ်တောက်ဆိုင်ကယ်တွေစီးပြီးမှသွာလာတဲ့သူတွေကိုငွေညစ်တာကန်းကုန်အောင်ငွေညစ်ကြတယ်။ဒါကြောင့်ပြည်သူတွေကမခံနိုင်တဲ့အတွက်ကြောင့် KIAD ကိုပြောတယ်ဆိုတော့ KIAD ကမနေ့ကဂျွန်24မနေ့7နာရီမှာအဲ့မှာပြည်သူတွေကိုငွေညစ်နေတဲ့ရေးခွေးတွေကိုဆုံးမလိုက်တာခွေးသုံးကောင်ကတော့နေရာမှာတည်မိုဟင်ကပြစ်ပြစ်နက်နက်ဖြစ်သွားတယ်ဆိုတာသိရတယ်။ဆိုတော့ အခုဒီ without sanke ဒီနဲ့ပတ်သက်ပြီးတော့လဲအခုဒီမူမကွေးတိုင်းဘက်မှာနာမည်အတော်လေးကြီးနေတယ်เนาะဆိုတော့အခုဒီမကွေးတိုင်းဟိုမှာဖန်စီထားတဲ့ sanke ဒီကိုလဲတရားရုံးဘက်ကနေမှထုတ်ပြီးမှစစ်ခွေးရဲခွေးပြူခွေးတွေကိုပေးနေတယ်ဆိုတာလည်းသိရတယ် ဒီဥစ္စာကတကြပါတရားရာခိုင်တော့ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့အခုမြစ်ကျနာဘက်မှာဆိုလို့ရှင်လဲဆိုင်ကယ်ပဲမကုန်ဘူးเนาะဝတ်ထုတ်ကားတွေကိုလည်းဖမ်းပြီးမှကပန်ရှင်ရဲ့အချိန်မှာကိုမတဝီဝီနဲ့အစည်းပြနေတာကိုတွေ့ရတယ်ဆိုတော့ပြည်သူတွေကယဉ်ထုတ်မနာဖြစ်နေကြတယ်ဆိုတော့ဒီနေ့ကျွားတို့တော်လာရဲတွေကဒီလိုမျိုးစစ်ခွေးတွေကိုလုံးဝတီးခံဖို့ရန်အတွက်မဟုတ်တော့ဘူးသူတို့ကိုတိုက်ထုတ်ဖို့ရန်အတွက်အင်မတန်မှကျွားတို့ကိုခွန်အားပေးနေတယ်နော်ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့ CRPH ကလည်းမှ ထုတ်လိုက်တဲ့ non cdmd နဲ့ပတ်သက်ပြီးတော့ပြတ်ထက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့မနေ့ကကျွန်မတင်တင်လိုက်တယ်အဲ့ပေါ့အဲမှာအာတချို့တော့သူဒီကနော်ဒီကြွက်ထင်တာကတော့သူတို့က CDMD ထင်တယ်ဆိုတော့ဒီ CDMD ကကြွက်ကိုပါစာရေးတယ်လေဆိုတော့ CDMD ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ NUGD CRPHD ဘလို့တာဝန်ယူမလဲဘလို့ကုညင်မလဲဆိုတာကိုသိချင်တယ်လို့ပြောတယ်ဆိုတော့ဒီဥစ္စာကိုကျွန်မမပြောခင်မှာကျွန်တော်ဗီဒီယိုတော်တော်လေးကိုအရင်ကြည့်ရအောင်နော် 好了，你们到那上哈，看到是看那一代过来，你们说，在边溜开到小伊卡、小苗子，明白了吧？对，六，对，来。 အခုဒီဗီဒီယိုဖိုင်ကတော့တကယ်ဆိုလို့ရှိရင်တော့မိဖတွေကိုပြာဥတွေလာ ပေးတယ်တပ်ပုံတွေလာပေးတယ်လာကတော့သွားတယ်ပြီးတော့ရှင်ကြော်ကြီးရဲ့အုတ်ကူထဲမှာလည်းတပ်ပုံတွေလာကတ်သွားတယ်ပြာဥကိုဟိုအုတ်ကူတွင်းနေတာရဲ့အစအဆုံးဖြစ်တယ်ဒါပေမဲ့ကျမတက်တိတ်လေးပဲထည့်ပေးလိုက်တာ ဖြစ်တယ်ဒီဥစ္စာကိုကြည့်ချင်တာအပြင်ဒီနေ့ကျမတို့တော်လာရေးဒီဟာပြည်သူကနေမှပောက်ဖွားတဲ့ပြည်သူရဲ့အသားတွေဖြစ်တဲ့အတွက်ကြောင့် တားတယောက်ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်ငါတို့မိခင်တွေဖခင်တွေမိသားစုတွေကဘလောက်ကြေကွဲမလဲဆိုတာကိုသိတတ်တဲ့အတွက်အကြောင်းဒီနေ့တော်လာရေးထဲမှာပါဝင်တဲ့ရေပေါ်အကြီးဆုံးကနေမှအငယ်ဆုံးထိတိုင်အောင်ကမိသားစုတည်းရဲ့ခံစားချက်ကိုအသေးစိတ်သိတဲ့အတွက်ကြောင့်ဒီလိုမျိုးကြာရှုံးသွားတဲ့ရေပေါ်တည်းရဲ့မိဘတွေစီကိုတွားပြီးမှပြာအိုးတွေပဲတဲ့လာကြော့တွေဆိုတဲ့အရာဟာတိတ်ပြီးမှဂုံယူစရာကောင်းတယ်ဒါတွေကိုကြည့်ချင်းအဖြစ် ဒီနေ့ဒေါ်လာရဲထဲမှာပါဝင်နေတဲ့ဒေါ်လာရဲရဲပေါ်တိုင်းဟာပြည်သူကူဒီဖြစ်တယ်ဆိုတဲ့အဥ္စာကိုသိပြီးမှတက်တည်ပြတာဖြစ်တယ်ဆိုတော့ခဏတော့ကပြောသလိုဒီနေ့ CDM လောက်လာခဲ့တဲ့သူတွေကို NUGD နဲ့ PDFG ဘာတာဝန်ယူပေးမလဲဘလို့မျိုးအထောက်အပံ့တွေပေးမလဲလို့ပြောတဲ့အခါမှာလွန်ခဲ့တဲ့ဒရင်ထဲမှာလည်းဒီကြားဖြူစစ်ချောင်းကဆရာကြီးကြားရဲတို့မိသားစု၅ယောက်လုံးလုံး တိုင်းပြည်နဲ့လူမျိုးအတွက်တာဝန်ထမ်းဆောင်တဲ့ခါမှာတားအငင်ဆုံးကတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးကြည့်တာဖြစ်တယ်။အဲ့ဒီရှင်းမှာလဲအေယာဝတီတိုင်းကဥညင်ညီတို့မိသားစု6ယောက်စလုံးတိုင်းပြည်နဲ့လူမျိုးအတွက်တာဝန်ထမ်းဆောင်နေကြတာဖြစ်တယ်။ကြွားဆက်မပြောခင်ပြောချင်တာကဒီဥစ္စာကကျမတူအူတယောက်ရဲ့ခံယူချက်ခံစားချက်အမြင်ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းအရင်ပြောချင်တယ်နော်။ဆိုတော့ဒီနေ့ ငါတို့ CDM တွေကိုနင့်တို့ NUG တွေနင့်တို့ CRPHD ဘာတာဝန်ယူပေးလဲလို့ပြောတဲ့အခါမှာကျမအနေနဲ့ကဒီစကားကနင်းနင်းများမားသလားလို့ကျမခံယူတယ်။ဘာကြောင့်လဲဆိုတော့ဒီ27ဒေါ်လာရဲ့ဟာတဦးတယောက်အတွက်ကျမတို့တိုက်ပွဲဝင်ပေးနေတာမဟုတ်ဘူး။သူများအတွက်လည်းတိုက်ပွဲဝင်ပေးနေတာမဟုတ်ဘူး။ကို့အတွက်ကိုတိုက်ပွဲဝင်နေတဲ့အတွက်ကြောင့်ခဏတုန်းကပြောလို့အသက်ပေးဆက်ခဲ့တဲ့မိဘဒီတောင်မှရှိနေကြပြီ။ ်ဆိုတော့ကိုကဒီအစိုးရထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဥစ္စာကိုနားပြီးမှတော်လရဲဘက်ကိုဝန်သွားလိုက်တာဟာတာဝန်ကြီးလို့လို့နင်းတို့အတွက်ငေါငါက CDM လုပ်ပေးရတယ်ဆိုတာမျိုးများခံစားနေကြသလားလို့နော်ဒီလိုမျိုးခံစားရင်တော့မားများမားနေကြသလားလို့ကျမကအဲ့လိုထင်တယ်။ဘာကြောင့်လဲဆိုတော့နင်းတို့ CDM ဝန်ဟာငါတို့တီအတွက်လည်းမဟုတ်ပါဘူး။နင့်အတွက်လည်းဖြစ်ပါတယ်။ နင့်ကိုလည်းစစ်ကြုံဘဝကလည်းလွတ်မြောက်စေခြင်းတဲ့အတွက်ကြောင့်နင့်ကိုခေါ်တာဖြစ်တယ်။နင့်ပါဝင်မယ်ငါပါဝင်မယ်သူပါဝင်တယ်ဆိုလို့ရှိရင်တော့ခုမိသားစုပျော့ပျော့ရွှင်ရွှင်နေနိုင်ဖို့ရတဲ့ဖြစ်တယ်။အခု27ကနေမှဆလာခဲ့တဲ့တော်လာရေးထဲမှာကျတော့အများကြီးအတက်ပေးခဲ့ရပြီ။ဆရာကြီးကြားရဲတော့နော်ဥညင်ညီတို့ဆိုမိသားစုလိုက်ကိုတိုက်တိုက်ပွဲဝင်နေခဲ့ပြီ။တချို့ဆိုတော့ရှိရင်ဒီတော်လန်ရဲကြောင့်တာသမီးတွေဆုံးရှုံးခဲ့ရတာအများကြီးရှိတယ်။ အစိုးရဝန်ထမ်းကလည်းမှမနှုတ်ထွက်ခဲ့ပေမဲ့လည်းပဲကျတော့အသက်တောင်ပေးခဲ့ရပြီဆိုတော့ငါ CDM လောက်လာမယ်နင်းငါကိုဘယ်လိုတာဝန်ယူမလဲဆိုတာတော့နင်းနင်းများမားနေသလားဆိုတဲ့ဥစ္စာကိုပြောချင်တယ်စဉ်းစားစေချင်တယ်ဆိုတော့ဒီနေ့ကျမတို့ဒီ27ဒေါ်လာရဲထဲမှာမိသားစုလိုက်အသက်ပေးခဲ့ရတဲ့သူတွေရှိတယ်တချို့ဆိုလို့ရှိရင်မိဘမေ့သွားတဲ့သူတွေရှိတယ်တာသမီဆုံးရှုံးခဲ့ရတဲ့သူတွေရှိတယ်မျိုးစုံတော့ ပြဿနာ16000ထက်မက36000လောက်ဖြစ်နေတဲ့အချိန်မှာနင်တို့ငါ့အတွက်တာဝန်ယူပေးပါဆိုရင်တော့ကိုကိုကိုပြန်စင်စားဖို့ရန်အတွက်လိုတယ်ငါ CDM လောက်လာတာဟာတူဦးတယောက်အတွက်လားငါအတွက်လားငါနဲ့ငါမိသားစုအတွက်လားငါတို့ရဲ့ချေရဲ့အတွက်လားဆိုတာတော့စဉ်းစားရမယ်အစိုးရအလုတ်ကနေကိုထွက်လိုက်ရတာဟုတ်တယ် ကိုမချက်လက်တည်းအဆုံးရှိသေးတဲ့အတွက်ကြောင့်ကိုချစားရမှာဖြစ်တယ်။အစိုးရအထက်မှာနေရင်လည်းကိုကလကားစားရတာမဟုတ်ဘူးကိုအလုပ်လုပ်ပြီးစားရတယ်။ထူနီးတူပဲအပြင်မှာထွက်နေကိုလှုပ်လှုပ်စားရမှာဖြစ်တယ်။တချို့ဆိုလို့ရှိရင်တော့အသက်ပေးခဲ့ရပြီလေမဟုတ်ဘူးလား။နီးမျိုးစုံနဲ့ကျတို့စစ်ခွေးကိုတော်လာနေတဲ့အချိန်မှာနော်တချို့ဆိုလို့ရှိရင်တော့ဟာ CDM တွေကိုထောက်ပတ်မယ်ဆိုပြီးမှငါတို့ပတ်စံမရဘူး။အဲ့လိုမျိုးတော့လေတိတ်တော်ဟိုဒီမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီနေ့ရှေ့တန်းမှာရောက်နေတဲ့ PDF တွေဟာ တခါကြတဲ့သူတို့ကမိုးရွာကြီးထဲမှာနေပြီးမှသမင်းမစားရတာလက်ခတ်တယ်မရဘူးဒါပေမဲ့သူတို့တလောက်ကြီးဒုက္ခခံကြရတဲ့ဈာအဲမှာအသက်ပေးနေရတယ်။ဆိုတော့အဲထဲမှာငါက CDM ဘုတ်လောက်လာတဲ့အတွက်ကြောင့်ငါ CDM လက်ဆိုင်စားရမယ်ဆိုရင်တော့တဘုံကြဘူးလို့ကြွပြောချင်တယ်။သူတို့နောက်တရင်တဘုံနေနေကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်။မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာတွေကို ရှေ့မှာအေးအေးယူပြလိုက်တာလေးတွေရဲ့ဘာလေးတွေတိတ်ပြီးမှပြောတဲ့လူကနေပါတော့လောက်ဖြစ်သွားတယ်ဗျအမှန်တရားကိုဝေဖန်ထောက်ပြတဲ့လူတွေကမရှိတဲ့လောက်ဖြစ်သွားတယ်ပေါ့နော်အဲဒါအမှန်တရားကိုမဝေဖန်မထောက်ပြရအောင်မှလှုပ်လိုက်သလားလို့လဲဒါတွေးတော့စရာပေါ့နော်ခင်ဗျားတို့အမြင်တော့အဲ့လိုတွေးမှာဗျာနော်ဥစဉ်အမြင်ကတော့ဒီအမှန်တရားတွေပြောလို့ဒီလိုလုံးလိုက်တယ်လို့ဥစဉ်ကတော့မတုံ့တက်ဘူးပြန်နော်ဒီလူကြီးတွေကိုဆဲဆူတာတွေလွတ်သွားတဲ့အရာတွေ လွတ်သွားတဲ့အခါကျနောက်ဆုံးနော်ဒီမကောင်ထိမ့်နှိမ့်လိုက်တယ်လို့ပဲဦးစင်းကတော့တုံ့တက်ပါတယ်ဗျမှန်တရားပြောလို့ဟန်နေဆိုတော့လေပြောတယ်များအားလုံးကအမှန်တရားလို့တော့ပြောလို့မရပါဘူးဗျနော်အဲ့တော့ဦးစင်းကပြောချင်တာကတော့ဦးစင်းတို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဦးစင်းကတော့အားလုံးကိုတတ်သိရှိရှိပြောစေချင်တာအခုဒီဘောမာဒီကစားလေယူစုပ်လေစူးတဲ့ဘဝဖြစ်သွားကြပြီတေမထုနေမထုဖြစ်တဲ့သူတို့ကတခါဘောမာပြီဆိုလို့ရှိရင်ဆက်တိုက်လေဘောပါရမှာဖြစ်တဲ့ ဒါပေမဲ့အခုနောက်ပိုင်းမှာဆက်ပြေးမှာဘောမာတဲ့သူဒီကတော့စကားကိုစစ်ခွေးသဘောကျပဲပြောရတော့မယ်အမှန်ဆိုလဲထောက်ပြလို့မရဘူး ဆိုတော့အခုဇော်ဖုံးဟင်းကိုဖန်အခုဒီငပောက်ကတော့ဇော်ဖုံးဟင်းလို့မပြောချင်ပေမဲ့အခုအမှန်တရားတွေကိုပြောတဲ့အခါမှာဒီလိုမျိုးစစ်ခွေးတွေဘက်ကနေဖန်ပြလိုက်တဲ့အချိန်ကျတော့အရင်တော့နည်းနည်းပေါပောက်ဝေဖန်နေသူလည်းအခုလုံးဝမဝေဖန်တော့ဘူးเนาะဆိုတော့အမှန်တရားဘက်ကိုသူတို့စစ်ခွေးတွေဘက်ကနေကအရှက်တမ်းမှာဘလို့ဆုံးရှုံးနေတယ်ပြည်သူစစ်တွေဘလို့ဆုံးရှုံးနေတယ်ဆိုတော့အမှန်တရားတွေကိုသူတို့မှာဖော်ထုတ်ဖို့ရန်အတွက်မရှိတော့ဘူးဒါကြောင့် ငါပေါက်ပြောတာကတော့နင်တို့မြန်မာနိုင်ငံအတွက်ရေရေဝိုးဝိုးအမှန်တရားကိုထုတ်ပေါ်ကြပါလို့ပြောတယ်ဆိုတော့ဒီဥစ္စာကိုကြွကဘာကြောင့်အရင်ပြောချင်တယ်လဲဆိုတော့အခုကြော်မျိုးမင်းဆိုတဲ့ဘောမကလည်းအရင်တော့ဆိုလို့ရှိရင်နည်းနည်းလေးတက်တာတဲ့အဲမှာသူ့ပါတယ်ဒါပေမဲ့အခုကသူ့လဲကြော်စုဦးနဲ့သူ့မသားကိုအတုပပါပဲဘောမတာကလည်းကန်းကုံအောင်ဘောမတဲ့သူဖြစ်တယ်ဆိုတော့အခုကျွတ်တို့နောက်ဗီဒီယိုဒီပုတ်ကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော် ် UWSP လို့ခေါ်တဲ့ဝအဖွဲ့တက်မယ် SSPB ကတက်မယ် NDA လို့ခေါ်တဲ့ Myler တက်မယ်အဲ့သုံးဘက်အကြီးကြီးမှအဲ့သုံးဘက်ပါလာတယ်ထူးခြားတာက ASS ဦးရဲ့စစ်တူကမလာဘူးလို့ချုပ်ရပြောမယ် AA တို့ TNLA တို့ MNDA တို့ဘာလို့မဖိတ်လဲချင်းဖွဲ့ရောလုံးမဖိတ်လဲဘာစပြဒါမျိုးတွေးရရှိတယ်ဒါကြောင့်နတ်ဆကကဖိတ်ကြားလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်သူတို့ဘာသူတို့မလာတာလို့ပဲကျွန်တော်ပြောချင်တယ်နတ်ဆကကဖိတ်ဖို့တော့သူတို့ပြင်ဆင်ခဲ့တယ်အဲ့တော့တချို့ကပြောတယ်ဒီပွဲကိုတကယ်တိုက်နေသူတွေမပါတဲ့ပွဲဆိုပြီးပြောကြတယ်โอเค တကယ်တိုက်နေသူတွေမပါတဲ့ပွဲလို့ပြောရင်အဲ့ဆိုရင်တကယ်တိုက်နေတဲ့သူတွေကတက်ချင်တယ်ဆိုတဲ့သဘောလားတက်ချင်တယ်ဆိုရင်တက်ခွင့်ပေးလို့ရတယ်ဘာမှမဖြစ်ဘူးတက်ပြီးတော့ပရိပနာလာမလုပ်ဘူးပဲတကယ်တည်နေချင်းတဲ့ဆန္ဒရှိဖို့ပဲလို့လားဒါပေမဲ့အခုဒီဆွေးနွေးဘက်ကငင်းချမ်းရေးဆိုတာထက်ရွေးကောက်ပွဲရွေးကောက်ပွဲကို focus လုပ်တာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကျင်းပလို့ရတဲ့နေမြေနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေရွေးကောက်ပွဲကျင်းပခြင်းနဲ့လက်နက်ကန်အဖွဲ့အစည်းတွေရှိတဲ့နေမြေနဲ့ဆက်ဆက်တာကိုပဲဦးစားပေးတယ် UNG ကိုဒီ forum တက်ခွင့်ပေးဖို့တော့လောလောဆယ်သူတို့အစီအစဉ်မရှိဘူးဒီ forum တက်ခွင့်မပေးပေမဲ့ NUG ငင်းချင်းဆွေးနွေးခြင်းတယ်အပြည့်အခက်ရစိဆွေးနွေးခြင်းတယ်သို့မဟုတ်နိုင်ငံရေးလမ်းကြောင်းပေါ်တက်ခြင်းတယ်ဆိုရင်တက်ခွင့်ပေးဖို့နဆကကစဉ်းစားပြင်ထားတယ်ဒါပေမဲ့အချက်တစ်ချက်ပဲလိုတယ်အဲ့ဒါပါလဲဆိုတော့လာပြီးတော့နိုင်ငံရေးနဲ့ထုတ်တာမဟုတ်ဘဲတကယ်ကိုဆွေးနွေးခြင်းတဲ့စိတ်ရှိရမယ်တကယ်ဆွေးနွေးခြင်းတဲ့စိတ်ရှိတယ်ဆိုရင်အဲ့တစ်ချက်ရှိတယ်ဆိုရင်ရပြီအဲ့တစ်ချက်ကအောင်မှာကာကြီးခါဝေးခါငါကားငယ်ဆိုတော့အချက်၃ချက်ပဲလိုတယ်အဲ့ဒါပါလဲဆိုတော့ အချမ်းပဲလို့ရတယ်အကုန်လုံးဆုံးလိုက်တယ်လက်နက်ကင်ပုံကတိုက်ခဲတက်ပြတ်မှုတွေအကုန်လုံးသူတို့ဆုံးလိုက်တယ်လို့ကြီးညာရမယ်ပြီးလို့ရှိရင်မပတ်သက်တော့ဘူးလို့တရားဝင်ကြီးညာပါတော့ဆုံးလိုက်တယ်လို့ကြီးညာရမယ်ပြီးလို့ရှိရင်အဲ့ဒီကြီးညာပြီးတဲ့နေ့ရအစပြီးတော့လက်နက်ကင်အဖွဲ့စည်းအကုန်လုံးကလည်းအဲ့ဒီသူ့ရဲ့အောက်က PDF တွေအကုန်လုံးကိုလက်နက်ဖြုတ်သိမ်းတာမဟုတ်သူထုတ်မထုတ်တဲ့အစင်ကိုကြီးလုတ်ပေးရမယ်ပြီးတာနဲ့သူတို့ကလက်ရှိနတ်ဆကကမကြိုက်ပြပါပဲရုပ်ောက်ပွဲကိုလက်ခံကြောင်ကြီးညာပေးရမယ်အဲ့ဒါဆိုရင်ရပြီဒီနေ့လုံမဲ့ Peace Talk Forum ထဲမှာ NCA မှာလက်မှတ်မရေးထိုးသေးတဲ့ SSBB ရဲ့ NDAAD နဲ့အတူဒီဝတ်တဖွဲ့ဒီဘက်ကနေမှလဲသူတို့ကတော့ဒီတုံးဖွဲ့လာတက်တဲ့အတွက်အကြောင်းအဖွဲ့ကြီးတွေအကြီးစားတော့အဖွဲ့တွေ piece talk ခဲ့မှာဝလာတယ်လို့ပြောတယ်သူတို့ထင်တာကတော့ RCSS လဲပါဝင်မယ်လို့ထင်တယ်ဒါပေမဲ့ RCSS တွေလဲပါဝင်မလာဘူးเนาะအခုသူတို့အရန်ဝန်တာကဝတ်ဒီပါလာတာဒီဝန်တာတဲ့ NDAAD ပါလာတာဝန်တာတဲ့ SSPPD ပါလာတာအဲ့တဲ့အတွက်ကြောင့်ဝန်တာတယ်ဆိုတော့ဒီ SSPPD လဲ NCA ထဲမှာလက်မှမရေးထိုးထားပေမဲ့ဒီနှစ်ကျောတော့တော်လာရေးထဲမှာလည်းမပါဘူးလာပါဘူး NDAA နဲ့ထူနီ၎င်းပဲမပါဘူးလာပါဘူးဒီဝါဒီလည်းတနည်းတစ်ဖုံနဲ့ဒါဒီအရှက်မြောက်မှာပါဝင်လာခဲ့ပေမဲ့လည်းပဲဒီနှစ်တော်လာရေးထဲမှာမပါဘူးလာပါဘူးဆိုတော့သူတို့ကဒီ piece talk ထဲမှာပါဝင်ချင်းမပါဝင်ချင်းဟာကျတော့တော်လာရေးတွေအတွက်အဲ့လောက်ကြီးတိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူးလို့ကျွန်တော်ပြောချင်တယ်ဆိုတော့တချို့ကပြောတာပေါ့နော်အခု ်လက်ရှိမှာစစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်နေတဲ့သူတွေကို peace forum ထဲမှာမဖိတ်ခေါ်ဘူးလားလို့မေးတယ်ဆိုတော့တကယ်ဆိုလို့ရှိရင်တော့စစ်ခွေးကနေမှဖိတ်ခေါ်တယ်ဒါပေမဲ့တော်လာရေးထဲမှာကြွတ်ခံယူထားတာပါလေတွေးကြွေးမှာဆွေးနွေးဆရာမရှိဆွေးနွေးမဲ့အချိန်ကြွတ်ကြော်သွားပြီဘာမဆိုသူ့အချိန်နဲ့သူဖြစ်တယ်เนาะလွန်ခဲ့တဲ့အချိန်မှာဆွေးနွေးဖို့ရတဲ့ကြွတ်တို့တပိတ်မောက်ခဲ့ကြတယ်ကြွတ်တို့တို့ဘာလုပ်ခဲ့တယ်လဲအကြမ်းနည်းနဲ့လုပ်ခဲ့တယ် ဤသူတဲ့အများကြီးတည်ခဲ့ပြီးထိုနည်းသူပဲကျတော့ဒီတော်လာရေးရဲပေါ်တည်တဲ့အများကြီးတည်ခဲ့ရယ်ဒီလိုမျိုးတဲတာကြီးပဲမဟုတ်ဘူးကျမတို့နေတဲ့အိမ်တွေကိုမြှို့ပေးခဲ့တယ်ဒီလိုမျိုးလုံနေတဲ့ခွေးတွေကဒီနေ့ငင်းချရေးပြောမယ်တဲ့ပြီးတော့ငင်းချရေးပြောမယ်လို့တာပြောနေတယ်ပဲမဲ့နေနေညညဘုံကျဲနေတယ်ဒါလားငင်းချရေး ဆိုတော့အခုလက်ချီထဲမှာတိုက်နေတဲ့သူတွေနဲ့မပြောဘူးလားလို့ပြောတဲ့အခါမှာသူတို့ပြောချင်ကြသလားပြောချင်တယ်ဆိုလို့ရှိရင်လည်းတက်လာလို့ရတယ်ဒါပေမဲ့ပလီပလာပြောလို့မရဘူးလို့ပြောတယ်ဒီလိုမျိုးစက်တရေမရှိတဲ့စကားကိုကျွန်တော်တော်လာရေးတယ်ဘယ်သူမှမပြောတတ်ဘူးဒီလိုမျိုးမဟုတ်မမှန်ဒီဒဇာနဲ့တူတဲ့စကားကိုပြောတတ်တဲ့သူကခွေးတွေပဲဖြစ်တယ်ဆိုတာတော့ဒီနေ့ကျမတို့အားလုံးသိပြီးသားဖြစ်တယ်ဆိုတော့အခုဒီတော်လာရဲတွေကိုလည်း အခုစစ်ခွေးကတော့ခေါ်တာပေါ့ဒါပေမဲ့ကျတို့တော်လာရဲတယ်ဘယ်သူမှမလာပေးဘူးလေမလာတော့တို့ကရှက်ရမ်းရမ်းနေကြတာပြီးတော့နောက်တစ်ခုက NUGD ကိုမခေါ်ဘူးလားဆိုတော့ NUGD ကိုတော့အခုဒီတစ်ခါမခေါ်ဘူးဘာကြောင့်လဲဆိုတော့ငင်းချမ်းရဲစကားဝိုင်းဆိုပေမဲ့အထူးသဖြင့်တို့ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တို့ကလောက်တာဖြစ်တယ်ဆိုတော့အခုတို့ရွေးကောက်ပွဲ လုံနိုင်မဲ့အနေရမဲပုတ်ထောင်နိုင်မဲ့အနေရအခုလက်နဲ့ကိုင်းထားတဲ့သူတွေရဲ့နေမြေထဲမှာလဲရွေးကောက်ပွဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့သူတို့တွေကိုအတိတ်ကအူစားပေးအနေနဲ့ခေါ်ပြီးမှအဒီအစည်းအဝေးကို Peace Forum ထဲမှာခေါ်ရတာဖြစ်တယ်။ဒါကြောင့်အခု NUGD လည်းတကယ်ပဲသူတို့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ခွေးကတော့ NUGD နဲ့စကားပြောဖို့ရတဲ့သူတို့ကအစင်တင့်လှုပ်ထားပြီးတာဖြစ်တယ်။လှုပ်မှာပေါ့ နော် NGD ကြောင့်သူတို့တေသွားတာဒီ NGD ကြောင့်သူတို့အိမ်ပြင်းတောင်မထွက်နိုင်တာတွေရှိနေကြပြီလေဒါကြောင့် NGD တာငင်းချရဲ့စကားပြောမယ်ဆိုလို့ရှင်တော့သူတို့က MLA ခွေးကတခင်မြင်တယ်လို့လေတည်တယ်မလားခုံဆွားခုံဆွားဖြစ်နေတာမှာလေဆိုတော့အခု NGD တာကြီးငင်းချရဲ့စကားပြောမယ်ဆိုလို့ရှိရင်တော့ ခွေးချဖို့ကနေတော့အချိန်မရွက်ပြင်ဆင်ထားပြီးတာဖြစ်တယ်တဲ့ဒါပေမဲ့ NUGD ကငိမ့်ချရေးစကားကိုပြောမယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးအခွင့်အရေးကိုမယူဘဲနဲ့တကယ်ပဲငိမ့်ချရေးစကားကိုပြောချင်တဲ့စိတ်သက်ရှိရမယ်ပြောချင်တဲ့စိတ်သက်ရှိခဲ့တယ်ဆိုရင်တောင်မှတင့်အချက်နည်းနည်းကအကြမ်းဖက်ကိုမလုတော့ပါဘူးဆိုတဲ့ဥစ္စာကိုကဘာတိအောင်ကြင်ညာပေးရမယ်တဲ့ရာရာဆတ်ဆတ် နော်ပြီးနောက်တစ်ခုကတော့အခု NUG ရဲ့လက်အောက်ထဲမှာရှိနေတဲ့ PDF တွေကတော့လက်နက်မအပ်ခဲ့ရင်တောင်မှလက်နက်ကိုလုံးဝမထုတ်တုံးဘူးဆိုတဲ့ဥစ္စာကိုသူတို့ကနေမှအာကြေညာပေးရမယ်နံပါတ်3အနေနဲ့ကတော့စစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုလက်ခံနေဆိုတဲ့ဥစ္စာကိုပြောပေးရမယ်လို့ပြောတယ်ဘေဟာမ ် NUG တွေလောက်မှာမဟုတ်ဘူးတစ်အချက်နေနဲ့ဖြစ်တဲ့ငွေတို့ကအကြမ်းဖက်မလုပ်တော့ပါဘူးဆိုတဲ့စကားလည်းသူတို့ပြောမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ NUG တွေနဲ့အတူဒီနဲ့ကျွဲတို့တော်လာရဲတဲ့အားလုံးဟာဘသူမှအကြမ်းဖက်အလုပ်ကိုလုပ်နေတာမဟုတ်ဘူးအကြမ်းဖက်အလုပ်ကိုလုပ်နေတာဟာခွေးတွေပဲဖြစ်တယ်ဆိုတာကိုတော့အားလုံးသိကြည်တာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကတော့ NUG ရဲ့လက်အောက်ထဲမှာရှိတဲ့ PDF တွေကတော့လက်နဲ့မအပ်ချင်တဲ့လက်နဲ့လုံးဝမထုတ်ဖို့အတုံးဘူးဆိုတဲ့ဥစ္စာကိုเนาะအာကဘာတိအကျညာပေးရမယ်ဆိုတော့ ငါတို့ကလက်နဲ့ကိုင်တိုင်းကစားနေကြတာမဟုတ်ဘူး။နော်ဒီတော်လရဲထဲမှာအသက်ပေးခဲ့ရတဲ့တော်လရဲရဲပေါ်တွေအများကြီးရှိတယ်။တော်လရဲရဲပေါ်တွေတည်သွားတိုင်းလဲသူတို့ရဲ့တငယ်ချင်းတွေဖြစ်တဲ့တော်လရဲရဲပေါ်တွေဘက်ကနေမှဂတိပေးလိုက်တာဟာတငယ်ချင်းနင်းသွားလိုက်ပေမဲ့မပြီးမပြတ်သေးတဲ့ငိုရရဲ့မြန်မာနိုင်ငံရဲ့တော်လာရဲကိုငိုရဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုပြီးမှဂရိပေးခဲ့ကြတဲ့သူတွေဖြစ်တယ်။ဒါကြောင့် တကယ်လို့များ NUGD ကနော်လုံးလုံးမှာတော့မဟုတ်ဘူးဒါပေမဲ့ပြောတာပါတကယ်လို့များ NUGD ကစစ်ခွေးတွေနဲ့ငိမ့်ချင်ရယ်ယူသွားမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အောက်မှာရှိတဲ့ PDF တွေလည်းအကုန်ခွဲထွက်ပြီးမှဒီနေ့ PDF တွေကတော့ PDF ပဲဖြစ်နေမှာပဲနော် ် NUGD နဲ့တကွဲသွားပေမဲ့ PDF တွေကတော့ NUG ရဲ့နဲ့အတူငိမ့်ချမ်းရဲ့စကားပိုင်းထဲမှာထသွားပြောနေမှာမဟုတ်ဘူးဆိုတော့နင်းတို့စစ်ခွေးတွေဘောမတွေဘောမျိုးတွေတိဖို့လိုအပ်တယ်နော်နောက်တစ်ခုကတော့စစ်ခွေးတွေလောက်တဲ့ရွေးကောက်ပွဲကိုလက်ခံနေဆိုတဲ့ဥစ္စာကိုကြေညာပေးရမယ်လို့ပြောတော့ NUGD ဆိုတာဟာနင်းတို့ပြောနေတဲ့ NLD တွေဖြစ်တယ် NLD တွေဟာရွေးကောက်ပွဲမှာအောင်ပြီးသားဖြစ်တယ်ဘာကြောင့်မို့ တော့အောင်ဆန်းစုကြည်ကိုတော့ထောင်ထဲထဲလိုက်တယ်ပြီးတော့အမတ်တွေကိုနင်းတို့ထောင်ထဲမှာထည့်ပြီးမှတက်လိုက်တဲ့သူတွေလည်းတက်လိုက်တယ်ယောဂဖြစ်လို့ဆုံးသွားတာတွေရှိတယ်တက်ကြီးလို့ဆုံးသွားတာတွေရှိတယ်ဒီလိုမျိုးအများကြီးပေးဆက်ခဲ့ပြီးမှပဲကိုကနိုင်ပေမဲ့နင်းတို့ရဲ့ဖန်စီချင်းကိုလည်းခံရသေးတယ်အခုနင်းတို့ကကိုနိုင်တဲ့အဖွဲ့တွေကိုလည်းဖန်စီတယ်ချုံနှောင်းတယ် ကိုကိုတိုင်းတော့ကိုရဲ့နိုင်ငံထဲမှာလွတ်လွတ်လပ်လပ်မနေနိုင်အောင်လှုပ်လိုက်တဲ့နင့်တို့စစ်ခွေးတွေကိုဟာနင့်တို့လုပ်တဲ့အဥ္စာကိုငါတို့ထောက်ခံတယ်လို့ NUG ပြောမလားတကယ်လို့ NUG ပြောတယ်ဆိုလို့ရှိရင် NUG တွေရဲ့အုံနောက်ထဲမှာတော့စစ်ခွေးတွေနဲ့ညီမျှတဲ့အုံနောက်ရှိတယ်လို့ပဲကျွန်တော်ကလက်ခံရမှာဖြစ်တယ်နော်ကိုနိုင်ခဲ့တုန်းကတောင်မှကိုရဲ့ပါတီကောင်းဆောင်တွေအားလုံးကိုဖမ်းဆီးထားပြီးမှ ငါရွေးကောက်ပွဲလုပ်မယ်ငါကိုလက်ခံပါလို့ပြောတယ်ခွေးတယ်နင်တို့မို့လို့ဒီလိုမျိုးစကားပြောရတယ်အရှက်မရှိဘူး နော်အခုဒါတွေကတော့အခုလောလောဆယ်မှာတော့ခွေးချပူရဲ့အဓိကလက်ကင်ဒုတ်အနေနဲ့ဟောင်ပေးနေတာကတော့ကြော်မျိုးမင်းပေါ့နော်ငါကြောင်အနေနဲ့ပြောပေးတာမျောနေနင်တို့ကလက်တွေဘွားအထက်ရောက်လာတာမဟုတ်ဘူးနင်တို့ကအိမ်မက်မက်တဲ့ထဲကနေမှထပ်မနိုးတာကောင်းတယ်နင်တို့အိမ်မက်ထဲမှာပဲမက်နေလို့ရှိရင်နင်တို့တော့ပြောဆရာကြီးပဲဒါပေမဲ့နင်တို့ကအိမ်မက်ကနေနိုးလာတဲ့အချိန်ကျတော့နင်တို့တော့တော့စိုးရိမ်ဆရာရှိတယ်နော်ဒါကြောင့်အိမ်မက်ကနေမနိုးပဲနဲ့အိပ်ပျော်နေတာအဆင်ပြေပါတယ် ို့နင်းတို့ကအအကြံပေးပြစေနော်ညီနောင်သုံးပေါ်ဖြစ်တဲ့ AAD MNDAAD TNLAD ကိုလည်းခေါ်တယ်လို့ပြောတယ်ချင်းညိုလည်းခေါ်တယ်ဒါပေမဲ့သူတို့မလာဘူးဆိုတော့ဘူချုပ်ထွမြတ်နယ်ပါပြောလဲနော်အင်ကာဂျိုကလာတားရင်လည်းမနာတော့ဘူးလို့ပြောပြီးပြီမဟုတ်ဘူးလားအာခတ်တတ်တော်ဒီဟာနော်ကိုယ့်ရဲ့နေမြေဒီအမြိုင်းဆုံးရှုံးခဲ့တယ်ကိုယ့်ရဲ့ပြည်သူတွေအမြိုင်းဆုံးရှုံးခဲ့တယ်ကိုယ့်ရဲ့ဒုက္ခတွေအမြိုင်းဆုံးရှုံးခဲ့တယ် မဘာလဲနေပူမရှောင်မိုးရွာမရှောင်တလောက်ကြီးတိုက်ပွဲဖြစ်ပြီးတဲ့အချိန်ကျမှပဲနင်းတို့တင်တဲ့စကားသွားပြောလိုက်တယ်ပြောပြီးတော့ဘာဖတ်တင်မလဲနင်းတို့ငါတို့ကိုပဲထပ်ပြမအုပ်ချုပ်ချင်မှာပဲမဟုတ်ဘူးလားဒါကြောင့်ဒီနေ့နင်းတို့ဘလောက်ပဲခေါ်ခေါ်ဘဲတော်လာရဲဒီကမှမလာဘူးဆိုတာနင်းတို့မှတ်ထားနော်ကျွန်တော်တော်လာရဲဒီကိုပဲဖြစ်ဖြစ် NUG ဒီကိုပဲဖြစ်ဖြစ်နင့်တို့အိမ်မက်ထဲမှာပဲမက်ပြီးမှအိမ်မက်ထဲမှာပဲနင့်တို့ခေါ်နေကြပါ တွေးကြွေးထဲမှာတွေးကြွေးမှာဆွေးနွေးဆရာမရှိဆိုတဲ့စကားဟာဒီနေ့ကျွန်တော်တို့တော်လိုက်ရဲ့ဒီရဲ့လက်ကင်တုတ်ဖြစ်တယ်เนาะဒါကြောင့်နင့်တို့ခွေးတွေနဲ့ငါတို့ဘယ်တော့မှဆွေးနွေးမှာမဟုတ်ဘူးပြီးတော့အခုဒီ NCA မှာလက်မှတ်မရေးထိုးထားတဲ့ဝါဒီအဲလာတဲ့အတွက်ကြောင့်နင့်တို့အရန်ပျော်နေတယ်ဆိုတော့စစ်ခွေးတွေကဝါဒီနဲ့ဘယ်လိုဆက်ဆံတယ်လဲကျွန်တော်ဗီဒီယိုတော့တော်လေးနားထောင်ကြည့်ရအောင်เนาะ ကျွန်တော်ဟိုကလည်း तू ကလည်းဆက်ဆက်ရေးရုံလားဖုံးဆက်လိုက်တယ်ဒါပေမဲ့ तू ကဖုံးပြန်ဆက်ပြီးသူအဲကျွန်တော်လည်းဘာမှအမိတ်မမရသေးတာအမိတ်မရဘဲနဲ့လူတိုင်းကျွန်တော်လည်းဟိုလည်းအမိတ်ဟိုကလည်းဖုံးဆက်တာပဲမလားဖုံးဖုံးဆက်တာပဲမလားကျွန်တော်လူကြီးဘာမှအကြောင်းမကြားလေးလေကျွန်တော်စီစောင့်မလေးစောင့်မလေးစောင့်မလေးဟုတ်တယ်လေဒါကတော့စောင့်အောင်ပါပေါ့ဟုတ်တယ်မလား तू ကနေလာတော့မှကျွန်တော်တို့သွားဆိုသွားအောင်ပါပေါ့ကြွားလေးတော့မဖုံးဆက်ရင်တော့ကြွားလေးတော့မဝင်ဘူးလို့ပြောလိုက်အောင်လေကြွားလေးမဝင်ဘူးလေဒီလိုပဲဖြတ်ပြီးတော့ဟိုတောက်တယ်စခန်းလား အဲ့လိုသွားမလို့တကယ်လို့ဟောအမိတ်လာတော့ဒုက္ခမှာပေါ့နော်ကျွန်တော်တို့ဘာမှမအကြောင်းမကြားရလေဒါကတော့ဝါဂိတ်ကိုစစ်ခွေးတွေကနေမှာဖြတ်ချင်တယ်ဖြတ်ချင်တဲ့အခါဘာပြောလဲဝါစစ်တပ်ရဲ့အကိတ်ဆောင်တဲ့သူကဘာပြောလဲအထက်ကအမိတ်မရသေးတဲ့အတွက်ကြောင့်နင်တို့ကိုဖြတ်လို့မရဘူးလို့ပြောတဲ့အခါမှာစစ်ခွေးကဘာပြောလဲအေးပေါ်အေးပေါ်နင်တို့ရတဲ့အချိန်ထိစောင့်နေပေးမယ်တဲ့ တခြားဒီကိုသာသူတို့ဒီလိုမျိုးဆက်ဆံမယ်လို့ထင်သလားဝါကိုကြောက်တာများတုံနေတာပဲအမီးတောင်ဖင်ကြားတဲ့ကိုညံ့အောင်ကိုကုန်းနေတာပဲနော်ဒါကြောင့်ဒီနေ့ဝါဒီ peace forum ထဲမှာရောက်လာတာဟာသူတို့အတွက်ကတော့နော်တကယ်တရားမင်းကြီးအောက်အပေါ်ကနေမှလာပြီးမှသူတို့ကိုနင့်တို့လိုချင်တာကိုတောင်းပါငါပေးမယ်ဆိုတဲ့စကားကိုလာပြောတာထက်တောင်မှသူတို့ပုံဝမ်းတာမှဖြစ်တယ်ဒါကြောင့်မို့ကြုံမျိုးမျိုးပါပြောလဲ ဒီအဖွဲ့ကြီးအကြီးကြီးကနေမှလာတယ်လို့ပြောတယ်။ဒါကသူတို့တော့ရန်ဝန်တဆရှိကောင်းတယ်။သူတို့လာခဲ့တယ်။ဒါပေမဲ့ NCL စာချုပ်ပြန်လာချုပ်တာမဟုတ်ဘူး။လာနားထောင်တာ။နင်တို့မမေ့ဖို့ရန်အတွက်ကအခုဒီဝဒီရော SSPPD ရော MNDAAD ရောက FPNCC ထဲမှာပါဝင်တဲ့အဖွဲ့ကြီးဖြစ်တယ်ဆိုတာကိုလည်းမမေ့ကြနဲ့နော်။ forum ထဲမှာလာတက်သွားပေမဲ့နင့်တို့ရဲ့လူတော့ဖြစ်မသွားဘူးဆိုတာကိုလည်း မင်းမင်းကြပါနဲ့လို့တော့အကြွက်ကနေမှအကြံပေးပြစေနော်ပြည်သူတွေအားလုံးကြမ်းမပြည့်ရှိကြပါစေ